ာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVB ရဲ့ Smart Season လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ season လေးကဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေနဲ့ပညာရေးအခွင့်အလမ်းတွေအကြောင်းကိုအများနဲ့မျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ကဲဒီတစ်ပတ်မှာတော့ဒီမလေးရှားနိုင်ငံရဲ့ The University Portra မလေးရှားမှာကျောင်းတက်နေတဲ့ Steve ကိုဖိတ်ခေါ်ထားပါတယ်သူဖိတ်ခေါ်ထားပြီးတော့ဒီမလေးရှားနိုင်ငံရဲ့ပညာရေးအကြောင်းတွေပေါ့နော်လူသိနေတဲ့ပညာရေးအကြောင်းတွေပြီးတော့တခြားဘာတွေသိစရာရှိအောင်မလဲပေါ့နော်ဒါတွေကို Steve ရှီကနေမေးမြန်းသွားမှာဖြစ်ပါတယ် 定了哇、啊。 မင်္ဂလာပါအမဟုတ်ကဲ့ပါရှင်ဒါတွေလုပ်နေလဲအရင်ပြပြပေးပါတွေ့ရအများကြီးဝမ်းသာပါတယ်ကျွန်တော်အင်တာဗျူးဖိတ်ကော်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့မိတ်ဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်နာမည်က Steven Yeo ပါခုလက်ရှိတော့ကျွန်တော် University of Putra Malaysia မှာ Bachelor of Environmental Management with Honors ကိုကျွန်တော်ပြန်တက်ရောက်ပြီးတော့မှပညာသင်ကြားနေပါတယ်အဲဒါပြန်လဲပဲပေါ့နော်ကျွန်တော်က Employer Education မှာ Lead Consultant အနေနဲ့ပေါ့နော်ကျွန်တော်တို့အဒီနိုင်ငံခြားမှာ Study Abroad လုပ်ချင်ကြတဲ့လူငယ်အကြောင်းသားလေးတွေကိုအဓိကအဖြစ်တော့တို့ရဲ့ Impact Account ထဲပို့ဖို့အတွက်ဒါမိချာရွေးချယ်မှုဆိုင်ရာတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Academy Pathway တွေ းပြီး university ရွေးချယ်မှုဆိုင်ရာတွေမှာပေါ့နော်ကျွန်တော်အကြံပေးရင်းနဲ့ဒီအကြောင်းလျှောက်တဲ့ process တွေကိုကူညီပြီးတော့မှဆောင်ရွက်ပေးနေတာမျိုးလေးတွေလည်းရှိပါတယ်လို့ဟုတ် step တွေနဲ့ဒီမလေးရှားရဲ့ပညာရေးကို highlight လေး ဘယ်လိုလုပ်ပြီးချင်လဲအာဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့မလေးရှားနိုင်ငံရဲ့ပညာရေးကကြတော့ဗောနောအဓိကအဖြစ်တော့သူတို့ကဟို education system မှာဗောနောဒါ blended ဖြစ်တယ်အရန်ကိုပါဟို integrated ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော် practical session တွေပါတယ်လို့ပြီးလို့ရှိရင် curriculum တွေဆိုလို့ရှိရင်လည်းတခြား design တွေရေးဆွဲထားပြီးတော့မှတင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကဘာအဆင်မီတယ်ဆိုကျွန်တော်တို့ပြောလို့ရတယ်ပြီးရင်လည်းကျွန်တော်ခုန mention လို့သွားတဲ့အတိုင်းပဲအင်္ဂလိပ်စာကိုပဲဗောနောအဓိကဒီ classroom ထဲမှာကောဒီ learning environment ထဲမှာကောဒီပြင်ပမှာကောဗောနောကျောင်းပြင်ပမှာကောအာကျွန်းကျွန်းချင်းချင်းလေးအသုံးပြုတာကိုသူတို့ကအာ အားထားကြတဲ့အတွက် ကြောင့်မဟုတ်လို့ကျွန်တော်တင်တင်အသုံးပြုနိုင်ကြတဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်တော်ကတော့သဘောကျတယ်ပေါ့နော်ပြီးလို့ရှိရင်ကျတော့အာဒီတခြားဒီဟို Southeast Asian နိုင်ငံတွေလို့ပေါ့နော်ခုနကမှပြောသလိုဒါကျွန်တော်တို့ Thailand ဆိုလို့ချင်းလဲဒါကျွန်တော်မြန်မာចောင်းသားလေးဆိုရင်အရင်စိတ်ဝင်စားကြတယ် Cherry Blood လို့ပို့အတွက်ဆိုရင်ခုနကဆုံးစဉ်းစားမိကြနိုင်ငံတွေတော့ပါတယ်ဒါပေမဲ့ Thailand ပြီး Malaysia ပြီးပြီးလို့ရှိရင် Singapore ပေါ့နော်ဆိုတော့ education system လေးတွေကျတော့အဲ့လိုမျိုးလေးနည်းနည်းကွာသွားတာမျိုးလေးတွေရှိတယ် Malaysia မှာကျတော့ public institution ပဲဖြစ်ဖြစ်ဒါ private university တွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့ war ranking တွေဆိုလို့ရှိရင်လည်း ယ်အရန်ကောင်းတဲ့ထဲကိုပါတယ်ကျွန်တော်တို့အာဒါအာဥမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တက်နေတဲ့ UPM ဆိုလို့ရှိရင်လည်းဒါ World Ranking QS Ranking တွေမှာဆိုလို့ရှိရင်100ကျော်မှာချိတ်တဲ့ထဲမှာပါတယ်အများအားဒီ ranking တွေလိုက်မှာရှိရပါတော့ပြီးရင်ကျွန်တော်တို့တခြားသော private university တွေဖြစ်တဲ့ဒီ Asia မှာဆို number 1လို့မျိုးတောင်ရှိတဲ့ Taylor University ဒီလိုမျိုးတွေဆိုလို့ရှိရင်လည်းသူ ranking က100ကျော်လေးမှာ warranting ချိတ်တယ်ပေါ့နော်ဆိုတော့သူက private public institution တွေဒီအဓိက education system ကိုကောင်းအောင်တည်ဆောက်ထားတာဖြစ်တဲ့ကြောင်းနေဆိုလို့ရှိရင်အတကယ်ကိုမှ quality education ကိုပေးစွမ်းနိုင်တယ် tuition fee ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြောရတဲ့အတိုင်းပဲပေါ့နော်ဒီ Saudi Asia ဘက်က contest နဲ့ kait နေတဲ့နှုံထားလောက်ရယ်ပြီးရင်နေထိုင်စားသောက်ဈေးဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒီ Asia country တွေမှာပဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးကုန်ကြမှုမရှိဘဲနဲ့ကြောင်းတက်လို့ရတာပေါ့နော်ဆိုတော့အဲဒီဟာလေးရှိတယ်ပြီး cultural diversity လည်း Malaysia မှာမြင့်တယ်လို့ပြောလို့ရတာပေါ့နော်အဓိကအဖြစ်တော့ Malay ရှိမယ် Malay Chinese Malay တယောက်ရှိမယ်ပြီး းလို့ရှိရင် Malay Indian ပေါ့နော်အဲဒီလိုမျိုးလူမျိုးသုံးခုအဓိက race ပေါ့နော်အဲအဓိကရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ cultural diversity မြင်တယ်လို့ကျွန်တော်ဆိုလို့ရှိရင်အစားအသောက်ကြိုက်တဲ့သူဆိုတော့ဒါဒီ food culture ပေါ့နော်ဒီဟာတွေဆိုလို့ရှိရင်လည်းမြင်တယ် cuisine တွေဆိုလို့ရှိရင်လည်းအဆုံး enjoy လုပ်နိုင်တယ်လို့ပြောလို့ရတယ်အဲဆိုတော့ကျောင်းသားတွေဒီကျောင်းသားတက်တဲ့အချိန်မှာဒီနိုင်ငံရဲ့ပညာရေးစနစ်ပြီးလို့ရှိရင်နေထိုင်မှုပေါ့နော် living standard ပြီးရင်ဒါယုံကြည်စိတ်ချရမှု safety ပေါ့နော်ဒီအကြောင်းအရာတွေကိုထည့်သွင်းပြီးတော့မှစဉ်းစားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါမလေးရှားကဖက်ပေါင်းစုံကနေပြီးတော့မှဟိုတိုးတက်နေတဲ့ develop ဖြစ်နေတယ်အကဘာအဆင်မီရယ်ဆိုရယ် reputation လေးနေရှိနေတော့လေအဲဟာလေးတော့ကျွန်တော်အဓိကအပြင်တော့ sharing လုပ်ပေးခြင်းနဲ့ပေါ့လေဟုတ်ဟုတ်ကဲ့ပါဆိုတော့အခု step တက်နေတဲ့အကြောင်းကနော်ဒါဒုတိယအကောင်းဆုံးဒီ public university လို့လည်းပြောလို့ရရယ်နော်ဆိုတော့ဒီအကြောင်းဝင်ခွင့်ရဖို့အတွက်ကော step တွေနဲ့ဘယ်လိုကြိုးစားခဲ့ရလဲဒီဒီ ပညာရေးပေါ့နော်ဂျာနီရဲ့ဒီဂျာနီရဲ့ပထမအစလေးကိုပြန်ပြောပြပေးပါအောင်အာဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့အဲ public university တွေဆိုလို့ရှိရင်တော့ဒါဝင်ခွင့်က challenging ဖြစ်တယ်ခက်ခဲတဲ့ထဲတော့နည်းနည်းပါတယ်ပြောရမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီအဲ public university တွေဒီအဓိကအဖြစ်ကျွန်တော်တို့အဲဒီ ranking အမြင်ပိုင်းမှာရှိတဲ့ university ပါကျွန်တော်တို့ကျောင်းဆိုလို့ရှိရင်လား UPN ပြီးလို့ရှိရင်ကျွန်တော်တို့ထက်မြင့်တဲ့ UM ပေါ့နော် University Malaya တို့လည်းရှိတယ်ဆိုဒီကျောင်းတွေဆိုလို့ရှိရင်တော့ဒါအဲ public ထဲမှာအကောင်းဆုံးကျောင်းတွေတို့နိုင်ငံသားကျောင်းသားတွေတောင်မှပဲပေါ့နော်တကယ်ကိုအမှတ်အများကြီးရတာ တဲ့ចောင်းသားလေးတွေထူးချွန်ចောင်းသားလေးတွေမှာဝင်ခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လိုမျိုး international ចောင်းသားဆိုလို့ချင်းလည်းဒီရှောက်ထားတဲ့နေရာမှာတို့ရဲ့ဝင်ခွင့် requirements တွေကိုဟိုအပြည့်မီယုံနဲ့မကဘဲနဲ့ပို့ပြီးတော့မှကိုကတာလွန်နဲ့ profile ပေါ့နော်ဒီလိုဟာမျိုးလေးတွေကိုပြနိုင်တယ်ကိုရဲ့ proficiency ကိုပြနိုင်တယ်ဆိုတဲ့အချိန်ကြာတော့မှဝင်ခွင့်ကိုဟိုစဉ်းစားပေးတာမျိုးလေးပို့ဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ချင်းဒီចောင်းကိုဝင်ခွင့်ရဖို့တက်ဖို့ဆိုလို့ချင်း6လ9လဝင်ခြင်းအထိပေါ့နော်အဲဒေချာလေးစူးစမ်းပြီးရှောက်ခဲ့တဲ့အချိန်ကြာတော့မှရသွားမျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ချင်းကျွန်တော်ရဲ့ academic journey background ကကျတော့ YTU မှာ အကျွန်တော်ငါးနှစ်အထိ mechatronics engineering ကိုတက်ခဲ့ရပါတော့ပြီးတော့မှကျွန်တော်ကဒီ environmental science ကိုစာဖြစ်တဲ့အတွက်ကြောင့်မလို့ second bachelor အနေနဲ့ UPM မှာကျွန်တော်ကြောင်းလာတက်တယ်အဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဆိုလို့ရှိရင်ဒီကျွန်တော်ရဲ့ဘာကြောင့်မို့တက်ချင်လဲဆိုတဲ့အကြောင်းအရာလေးတွေပေါ့နော် personal statement လို့ခေါ်တဲ့အကြောင်းအရာလေးတွေကျွန်တော်အများကြီးပြောပြရမျိုးအရှင်းပြရမျိုးလေးရှိရပေါ့နော်ဆိုတော့အဲဒီဟာလေးကိုကျွန်တော် solid ဖြစ်ဖြစ်ပြနိုင်တဲ့အချိန်ကြာတော့မှလာဝင်ဝင်ရတယ်တက်ခွင့်ရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်တယ်ပေါ့နော် private institution တွေလည်းရှိရပေါ့နော်ဆိုတော့ဒါကတော့ကိုကြောင်းလျှောက်တဲ့ပေါ်မူတည်ပြီးတော့ကိုကြောင်းရွေးချယ်တဲ့ပေါ်မူတည်ပြီးတော့မှကိုရဲ့ demand ပေါ့နော်ကိုရဲ့ budget range တာ tuition fee တွေဘယ်လိုမျိုးကိုကနေပြီးတော့ညှိနှိုင်းထားလဲဒါမျိုး မျိုးလေးပုံမူတည်ပြီးတော့မှအဲရွေးချယ်ပြီးတော့မှရှောက်ဖို့လိုအပ်တယ်ပေါ့လား ဟုတ်အစတိဗ်တို့ဝင်ခွင့်လျှောက်ခဲ့တဲ့အချိန်နဲ့အခုနဲ့ရောဘာတွေကွာခြားမှုတွေရှိမလဲပြီးတော့စတိဗ်တို့ဆိုလို့ရှိရင်လည်းဒါဟိုတို့ကြီးမြန်မာကျောင်းသားတွေလူငယ်တွေပေါ့နော်ကိုယ့်ရဲ့ဂျူနီယာလေးတွေကိုကူညီပေးနေတဲ့ဒီအဖွဲ့အစည်းလေးလည်းရှိရယ်ဆိုတော့လေအဲ့အလေးအကြောင်းလေးပြောပြပေးပါဦးဟာဟုတ်ကဲ့ပါကျွန်တော်တို့ဝင်ခွင့် requirements ကတော့အများကြီးပြောင်းလဲသွားတာမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ဒီမလေးရှားကျောင်းတွေဒီအခုဆိုလို့ရှိရင်ဒါမြန်မာ matriculation examination ကိုအောင်ထားတဲ့ certificate တွေဒါစနစ်တစ်ပဲဖြစ်စနစ်ဟောင်းပဲဖြစ်ဖြစ်ပြီးလို့ရှိရင် GD ပေါ့နော် GD လည်းလက်ခံတယ်အဲဒါအကြောင်းပေါ်တော့တစ်ချက်လေးမူတည်ရပါတော့ပြီး IGCSE O level A level ကတော့တို့အရင် family ရဖြစ်တဲ့အာဒါရှေ့ပိုင်းကကျွန်တော်တို့တက်ထားခဲ့တဲ့ high school set အဒီ certificate ဖြစ်တဲ့အတွက်တို့လက်ခံရတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ IGCSE O level ပေးထားတဲ့ကျောင်းသားလေးတွေဒါမှမဟုတ် matriculation ပေးထားတဲ့ကျောင်းသားလေးတွေဆိုလို့ရှိရင်တော့တို့က foundation ကနေစတက်ဖို့အတွက်ကအကြံပြုရယ်ပေါ့နော်ဒါကတော့အကြောင်းပေါ်လဲမူတည်တယ်တချို့ကျောင်းသားလေးတွေဆိုလို့ရှိရင်တော့ဒါရွေးချယ်တဲ့နောက်ပိုင်းကိုရွေးချယ်တဲ့ major ပေါ်မူတည်ပြီးတော့ပေါ့နော်ကျွန်တော် engineering ကိုရွေးချယ်ခြင်းလဲဆိုလို့ရှိရင်တော့ကိုကဒီ foundation မှာလုံးဝစနစ်တကျပေါ့နော်အခြေခံအောင်သင်ကြားပြီးတော့မှလေ့လာပြီးတော့မှဒါကိုရဲ့ တက်ဆိုင်ရာ bachelor major ကိုတက်လှမ်းရာဖြစ်တဲ့အတွက်ကြောင့်မလို့ foundation တက်ဖို့အတွက်အဲလိုအပ်တယ်။အကယ်၍မဟုတ်ဘူးအဲ Korea Arts တမမဟုတ်ဘူးတော့ IT ဘိုင်းပေါ့နော်အဲ့လိုမျိုးဘက်ကိုသွားကျင်နေဆိုလို့ရှိရင်တော့လေဒါကိုရ matriculation တမ GD အမှတ်ပေါ့အမူတည်ပြီးတော့မှသူတို့ကတခါတည်း year 1ကိုတက်လို့ရမှာရှိရပါဘောဆိုတော့အခုဒီဟာလေးရွေးရှင်းပြရင်လည်း foundation ရှိရပါတော့ဒီမလေးရှားမှာကျတော့ foundation ရှိတယ်ပြီးလို့ရှိရင် diploma ရှိတယ်ပြီးလို့ရှိရင် bachelor ရှိတယ်ပေါ့ဆိုတော့သူတို့ pathway လေးတွေကအကုန်လုံးကတော့ဒီ အဆင်ပြေအောင်လို့ပေါ့နော်စီစဉ်ထားတဲ့ဟာမျိုးလေးတွေပဲ foundation ဆိုလို့ရှိရင်လည်းဒါ one year program တဲ့အရာမျိုးလေးဖြစ်တယ်အကျောင်းသားတွေဒီဆက်စပ်ခြင်းဒါ high school ပြီးသွားတဲ့အချိန်မှာအခြေခံအောင်ပြီးလို့ရှိရင်ကိုယ့်ရဲ့နောက်ဆုံး specialization ပေါ့နော် bachelor မှာ tech for specialization ကိုရွေးချယ်တဲ့အချိန်မှာမှန်မှန်ကန်ကန်ရွေးချယ်နိုင်အောင်တို့ကတင်ကြားပေးတဲ့ဟာပေါ့နော်ဆိုတော့ဒီ one year ကိုတက်ပြီးသွားတဲ့အချိန်ကြတဲ့အချိန်ကိုက engineering ကိုစိတ်ဝင်စားတာလားဒါမှမဟုတ် IT ဘိုင်းသွားချင်တာလားဒါမှမဟုတ်ကိုကတော့ art ဘိုင်းကိုပဲပို့ပြီးတော့စိတ်ဝင်စားတဲ့ design တွေကိုပဲလုပ်ချင်တယ်အဲ့လိုဟာမျိုးသွားချင်တာလားကိုရွေးချယ်ပြီးတော့မှလုပ်လို့ရတာပေါ့နော်ဆိုတော့ဒါဆိုတော့ကိုဒီတစ်နှစ်အတွင်းမှာလေ့လာပြီးတော့ဆန်းစ ဆစ်ဖို့အချိန်ရသွားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့အဲ့ဒီ foundation program လေးရှိရလဲသဘောကျတယ်အပြီးတော့ကိုသက် တက်ချင်တဲ့ bachelor program ယူပေါ့နော် bachelor ဆိုလို့ရှိရင်လည်း malaysia မှာက honors ပါပါပြီးသား degree မှာ3နှစ်ဝင်ကျင်လောက်ပဲကျွန်တော်တို့တက်တာမျိုးလေးရှိတယ် intensive ဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်လေးတော့အဆင်ပြေတယ်ပုံမှန်တခြားနိုင်ငံတွေ bachelor တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ public တွေ bachelor တွေပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော့၄နှစ်တက်ရတယ်ဒါပေမဲ့တချို့အများသောအားဖြင့်ပေါ့နော်ဒီ private institution တွေရဲ့ bachelor တွေဆိုလို့ရှိရင်တော့3နှစ်နဲ့ပြီးတာမျိုးအ3နှစ်နဲ့ intensive ပေါ့နော်အကုန်လုံးအစပြီးတော့မှတက်တဲ့ curriculum တွေရဲ့စပြီး internship စင်းတဲ့အပိုင်းတွေဒီအကုန်လုံး အာပါပီတာ all inclusive ပေါ့နော်အဲ့ဒီဟာမျိုးလေးတွေပါရှိရတဲ့အတွက်ကြောင့်မလို့အရင်က first track ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးလည်းရှိတယ်ပြီးရင် diploma ပေါ့နော်ချို့ချောင်းသားလေးကြတော့ဒါဘယ်လိုပြောရမလဲဒီ bachelor ဆိုလို့ရှိရင်၃နှစ်ဒါ journey ဖြစ်တယ် diploma ဆိုလို့ရှိရင်၂နှစ်လောက်ပဲပြီးရင်တကယ်ကိုမှလက်တွေ့လောက်ရတဲ့အပိုင်းတွေကိုကဒီလုပ်ငန်းခွင်လုပ်ချင်တဲ့ industry တွေမြန်ဝင်ချင်ပြီးပေါ့သူသဖြင့်တော့ hospitality တို့ service ပေးတဲ့အပိုင်းတွေဒါမျိုးလေးဆိုလို့ရှိရင်ကြတော့ diploma ကိုအရင်တက်တက်ပြီးသွားလို့ရှိရင်ကိုကဒီ diploma certificate တွေရပြီဆိုလို့ရှိရင်ကိုလုပ်ငန်းခွင်တွေတောင်းဝင်ဖို့ အတွက် ready ဖြစ်ပြီဆိုတဲ့ပုံစံမျိုးပါဆိုတော့ကိုရဲ့ကြိုက်နှစ်သက်တဲ့အလမ်းကြောင်းနဲ့ရွေးချယ်ပြီးတော့မှကိုကိုသွားချင်တဲ့ industry ကို lead လုပ်သွားလို့ရတယ်ဆက်ပြီးတော့သွားလိုက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးပါပေါ့ Steve ကဒီအရှိမပြောခဲ့လေ Steve ကိုယ်တိုင်ကလည်းဒီ Asian ရဲ့ပညာရေးပိုင်းဒီ Asian ပိုင်းမှာပဲနေချင်တဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့နော်တချို့ကြီးလည်းဒီလိုမျိုးဒီဒီအနောက်တိုင်းပညာရေးတော့မဟုတ်ဖဲနဲ့ဥမာ Thailand မဟုတ်တဲ့ဥမာဥမာပေါ့နော် Last Steve ပြောလို့ Singapore Malaysia ထားမျိုးစိတ်ဝင်စားရလို့တဲ့ဆိုလို့ရှိရင်သူတို့အများဆုံးသိကျင်တာကဘာလဲဆိုတော့ဒါအကြောင်းစိရိတ်ပြီးတော့အလောက်ကင်ခွင့်လန်းပေါ့နော်ဒါအကြောင်းသ ားတွေတက်ဆိုလို့ရှိရင်ရောဒါအလုံးလုံးရင်တက်လို့ရပါမလားအဲပြီးွားရင်ចောင်းပြီးွားပြီဆိုလို့ရှိရင်ရောမြန်မာចောင်းသားတွေအတွက်ဆိုရင်ဘလို့ခွင့်ရေးတွေရှိမလဲအလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါလေးပြပြပေးပါအာဟုတ်ကဲ့ပါအဲဆိုတော့ကျွန်တော်တို့မလေးရှားမှာတော့အဲဒီခုနှစ်ရက်ထက်ပိုတဲ့ long holiday တွေပဲဖြစ်ဖြစ် semester break တွေပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော့ចောင်းသားလေးတွေဒီ part time လုပ်လို့ရတယ်ဒါကျွန်တော်တို့ဟိုကိုယ့်ရဲ့ major နဲ့ပတ် တက်တဲ့ဆက်နွယ်တဲ့ fee မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပါတော့ service ပေးတဲ့ industry တွေမှာဖြစ်ဖြစ်ကိုကဝင်ပြီးတော့မှအတွေ့အကြုံလုပ်ငန်းတွေ့ကြုံပေါ့နော်အဓိကအဖြစ်တော့အင်ခန်းအဖြစ်တော့အများကြီးမဟုတ်ပေမဲ့နည်းနည်းအဲကျွန်တော်တို့ဟိုကိုအလုပ်ကိုယ်တိုင်လုပ်ပြီးတော့မှပေါ့နော် income ချခြင်းတဲ့သူတွေဒါမှမဟုတ်ဒီကိုကြောင်းတက်နေတဲ့ fee ပါပဲပေါ့နော်အတွေ့အကြုံအပြင်တကယ် real experience လိုချင်တဲ့သူတွေဆိုလို့ရှိရင်လုပ်လို့ရတဲ့ opportunity တွေရှိတယ်အဲဟာလေးတွေကိုလည်းတော်တော်လေးကိုမှသူတို့ encourage လုပ်တာမျိုးဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒီလိုမျိုး opportunity လိုက်ရှာတဲ့အချိန်မှာတော့ကိုယ့်ရဲ့ networking တာမို့ကိုယ့်ရဲ့ profile တိစောက်ထားတာမျိုးကိုကလည်းဒါလေးတွေကိုလိုလိုချင်ချင်နဲ့ပြီးလို့ရှိရင်ကြိုးကြိုးစားစားနဲ့လိုက်ရှာတာမျိုးချိန်ဆက်တာမျိုးဒါမျိုးတွေတော့လုပ်ရတယ်ပေါ့နော်ဒါပေမဲ့လုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်တော့အာအရင်ကောင်းတယ်ပြီးလို့ရှိရင်ကျတော့ကျွန်တော်တို့အာဒီအကြောင်းထဲမှာပေါ့ပေါ့နော်အကြောင်းတက်နေတဲ့ကာလအတွင်းမှာ ပဲဒီလို internship တွေကလည်းဒီ program ထဲမှာတခါတည်းပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းမပြီးခင်မှာတကယ်လုပ်ငန်းခွင်နဲ့အာဒီထိဆက်ပြီးတော့မှလောက်ရတဲ့အပိုင်းတွေမှာကိုက full time job မျိုးထိပါလောက်ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုး internship တွေလုပ်ပြီးတွေ့ကြုံပြီးသွားတဲ့အချိန်မှာအကြောင်းပြီးသွားတဲ့အချိန်မှာအာအလုပ်ရှာကြမယ်ပေါ့နော်အလုပ်ရှာရဲဆိုတော့အာ Malaysia government ကနေပြီးတော့မှကျွန်တော်တို့ဒီနှစ်အတွင်းမှာပဲပေါ့နော်2025အတွင်းမှာပဲအာ graduate visa ပေါ့အကြောင်းသားတွေ ကျောင်းပြီးသွားတဲ့ကျောင်းသားတွေသူတို့ပြင် bachelor level master level ပြီးသွားတဲ့ကျောင်းသားလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့တစ်နှစ်အလုပ်နေထိုင်ပြီးတော့မှနေထိုင်အလုပ်ရှာခွင့်ပေါ့နော်ဆိုတော့အဲ့ဒီ visa လေးကိုလည်းစီစဉ်ပြီးတော့မှရှောက်ထားဖို့အတွက်ခွင့်ပြုတာလေးရှိတယ်။ Malaysia ဒီ ASEAN chairman ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ ASEAN nationality ပေါ့နော် including မြန်မာကိုသူတို့ကနေပြီးတော့မှဒီအခွင့်အလမ်းလေးဖွင့်ပေးထားတယ်။ဆိုတော့ဒီကျောင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် bachelor master ပြီးသွားပြီဆိုလို့ရှိရင်ဒီတစ်နှစ် visa ကိုရှောက်ပြီးတော့မှဒီလေးက company တွေပါဖြစ်ဖြစ်ပေါ့နော်တခြားသောနိုင်ငံက company တွေပါဖြစ်ဖြစ်ကိုကအလုပ်ကန်ခွင့်လမ်းလေးရှာဖို့အတွက်ချိန်ရ သွားပါဘောเนาะဆိုတော့အဲ့ဟာမျိုးလေးလည်းတစ်ချက်ရှိပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါဆိုတော့မလေးရှားရဲ့ပညာရေးအကြောင်းရောမလေးရှားနိုင်ငံမှာနေထိုင်မှုပုံစံလေးတွေအကြောင်းအများကြီးပြောသွားပြီဆိုတော့ Steve တင်လည်းဘာတွေများဖြည့်ဆွတ်ပြောရှင်းသေးလဲအာဟုတ်ကဲ့ပါဆိုတော့အဓိကပြတော့ကျွန်တော်တို့ဒီ Malaysia Education အကြောင်းကိုပေါ့เนาะအာ တိတ်ပြီးတော့မှအများကြီးမတိကြသေးတာမျိုးထပ်ပြီးတော့မှ details ပေါ့နော်သိချင်တာမျိုးလေးတွေရှိရဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ဒီလိုမျိုးမလေးရှားမှာနေထိုင်ပြီးတော့မှအကြောင်းတက်ဖို့အကြောင်းတက်နေကြတဲ့ senior အကြောင်းသားတွေအာဒီလိုမျိုးတကယ်ကိုမှအကြံပေးနိုင်တဲ့သူတွေကိုဆက်သွယ်ပြီးတော့မှမေးမြန်းဖို့အတွက်ကျွန်တော်အကြံပြုတယ်ပြီးလို့ရှိရင်ကြတော့ဒီခုနကျွန်တော်ရှင်းပြသွားတဲ့အကြောင်းအရာလေးတွေလိုပဲပေါ့နော်မလေးရှား education ကတကယ်ကို Asia မှာဆိုလို့ရှိရင် hidden gem ပေါ့နော်အလိုအာတိတ်ပြီးတော့မှလူမသိသေးတဲ့ပြီးလို့ရှိရင်အာတကယ်ကောင်းတယ်ဆိုတဲ့ဟာမျိုးလေးတွေကိုတိတ် ပြီးတော့ awareness ပဲရသေးတဲ့ဟာမျိုးလေးဖြစ်တော့အဲ့ဒီအကြောင်းအရာလေးတွေလည်းကိုယ်တိုင်တေချာလေးလေ့လာကြည့်ပြီးတော့မှကိုတက်ချင်တဲ့အကြောင်းအကောင်းတဲ့အကြောင်းမျိုးလေးတွေတွေ့ရဆိုလို့ရှိရင်လည်းမလေးရှားဘက်က education မှာယင်းမျိုးနဲ့ပြီးတော့ဘောနော်ကိုအကြောင်းတက်ဖို့ dress study abroad လုပ်ဖို့အတွက်ရေးချဲ့တဲ့နိုင်ငံတစ်ခုအနေနဲ့ဒါပေါ်တော့ထည့်ပြီးတော့မှစဉ်းစားတင်နေဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီကနေပြီးတော့မှပဲအဲ sharing လေးလုပ်ပေးခြင်းပါတယ်လို့ဟုတ် โอเคကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးเนาะမလေးရှားနိုင်ငံရဲ့ပညာရေးအကြောင်းမလေးရှားနိုင်ငံအကြောင်းအများကြီးစုံစုံလေးပြောပြပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စတီဗ်ကိုဟုတ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ